ရှင်မင်းကြီးကိုကျုပ်ကရဝါပြုပါれအယူအသည်မပြုပါနဲ့ဂျေစုတင်ပါれမင်းကြီးဒီမထေမြတ်ကြီးမှာပိုးတင်ကားနဲ့နဂါးကိုကောင်တောင်မွေးရှိပါれရေရနာပစ္စည်းပါဒါတွေကိုဆရာတော်ကိုဝယ်ပေးခြင်းပါれအရှင်မင်းကြီးကိုဂျေစုတင်ရှိပါれမထေကြီးကတင်ကားကိုပေးလိုက်ပါ ကျုပ်က မထေကြီးကိုငွေသားဆက်ကပ်ပါမယ် ယေຊုပြုပြီးပိုးတင်ကန်းကိုလက်ခံပေးပါ ကိုကွင်းတောင်မွေးလက်ခံပါဆရာတော်ကဒီသင်္ကန်းကိုကျွန်တော်ကိုဝတ်ပြပါဦးဟာဆရာတော်ကတပည့်ကြောင့်တပည့်ပါပဲတော်ရုံးကိုလည်းနေတော့ရှင်းလာပါပဲဗျာ ေးမြတ်ကြီးသင်္ဃန်းအတွက်9000နဲ့တောင်ဖွေးအတွက်2200ငွေသားကိုဘာဖြစ်လို့များလက်မခံရတာလဲကျုပ်မှ ပြောပြီးသားစကားရှိပါတယ်တံပိုးကိုသိရင်တပြားမှမယူဘူးဆိုတာလေဒီနေ့မင်းကြီးရဲ့တရားတရားနဲ့ဗုဒ္ဓကိုကြည်ညိုပြီးတန်ဃာတွေကိုချီးမြှောက်ခြင်းဟာတရားနီလန်းကြလို့ဒါကို ကျုပ်က လက်ဆောင်ပေးလိုက်ပါတယ်အာ နေပါအောင်ကိုတော်ကိုတော်ခုနကဟောကြားတဲ့တရားတော်ကအစည်းအင်းငယ်ရဲ့တရားပါအစည်းအင်းကြီးရဲ့နိလန်းတွေကိုတော့မဟောကြားတော့ဘူးလားမထင်မြတ်ကြီးဖေဟာတပိတော်မယုံမသိပြင်မာမိပါပြီဒီနေ့အရှိပိုင်းတန်ခါတွေကိုဟောကြားတာကအစည်းအင်းလေးပါဖေဟာအစည်းအင်းကြီးเจ้าကို မသိเจ้าပါဖေဟာဒီအစည်းအင်းလေးတရားတော်က မပေါ့ပါလုံးဘူးလားကိုတော်ရဲ့ကျုပ်ပြောတဲ့ဖျားနီးလန်းကပိဋိကတ်သုံးပုံရှိတယ်ကိုတော်ရဲ့အမောင်ကိုခွင်းပြီးတော့နတ်ပြည်ကိုရောက်နိုင်တယ်ဒုက္ခအပေါင်းနဲ့ဆင်းရဲခြင်းမှလည်းလွတ်မြောက်နိုင်တယ်ပူပင်တော့ကကိုပယ်ပျောက်ပြီးငြိမ်းအေးစေတယ်မထင်မြတ်ကြီးဒါဆိုရင်အစီအင်းကြီးတရားကိုဘယ်မှာသွားတည်ရမှာမလဲစီနင်းကြီးတရားတော်၃ပါးက ်တက္ကဒဖျားစံမြန်းရအနောက်ဖက်တာဝေတောင်ကျောင်းဆောင်မှာရှိတယ်မိုင်မောင်တသိန်းနဲ့ရှစ်သောင်းခွာဝေးတယ်ဘယ်လောက်လောက်ဝေးတယ်လားဒီလိုဆိုလို့ရှိရင်အနောက်ဖက်အရက်ကိုတပည့်တော်ကိုတိုင်သွားပြီးတရားတော်တွေကိုရအောင်ပြစ်ဆုံးပါမယ် ကျုပ်တို့မင်းကြီးတွေ့သာဝရသာသနာတော်ဖြစ်စီဘူးကောင်းတယ်ဆရာတော်ကဒီလိုဆန္ဒရှိမှတော့ကျုံနဲ့ညီကိုတော်ဆက်ကြရအောင်ကောင်းလေစွာအဲ့ဒီအနောက်ရက်ကို သွားတဲ့ခရီးလမ်းဟာဆိုရင် ပြန်လမ်းဆိုတာရှိကြမှာလဲရှိလိမ့်မယ် တားရဲတလိဆန်နဲ့မကောင်းဆိုးပွားတွေပေါများလွန်းလို့ဒီကကိုတော်ကစွန့်စားရဲပါမလားတပည့်တော်ဆန္ဒပြုခဲ့ပြီးပါပြီဗျာအနောက်အရသွားရင်ကျုပ်သေးချင်းတည်သွားပါစေတရားစစ်မရမချင်းကျုပ်ပြန်မလာပါဘူး 你也耍呗啊！Yes,